အချင်းမြင်းနဲ့ဗမော်မြို့မှာတိုက်ပွဲဖြစ်ပွားနေရာကြောင့်မန္တလေးမြို့မှာလာရောက်စပေးရှောင်နေတဲ့ဗမော်ဒေသခံ၄000ကျော်တဲ့စာဝင်းနေရေးအကူအညီတွေလိုအပ်နေတယ်လို့စပေးရှောင်တွေကိုကူညီနေတဲ့ဒေသအဖွဲ့တစ်ခုက MSP ကိုပြောပါတယ်။ဗမော်ကနေစပေးလာရှောင်သူတွေကအထောက်ပံ့တွေမရရှိတဲ့အတွက်နေရေးစာရေးကျန်းမာရေးတကူရေးတန်ရှင်းရေးတုံးပစ္စည်းကအစချွတ်ချုံကြဒုက္ခရောက်နေကြတဲ့အတွက် INGO လို့ကဲကူညီမှုအဖွဲ့တွေအနေနဲ့လက်လူမရှိထားပဲ ထောက်ပံ့ကူညီကြဖို့လိုအပ်တယ်လို့အစိုးရအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ဗမော်ကနေထွက်ပြေးလာပြီးမန္တလေးမှာစစ်ပေးရှောင်နေရသူတွေဟာမိဆက်ရအသည့်တွေဆွေမျိုးအိမ်ဖုံးရင်းကျောင်းတွေနဲ့အိမ်ငှားကနေထိုင်ကြရပြီးနေထိုင်ရေးအတွက်လည်းအခက်အခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်စားဝတ်နေရေးအခက်အခဲမန္တလေးမှာအလုတ်ကင်လဲရှာလို့မရတာကြောင့်ပြန်သွားရတဲ့စစ်ပေးရှောင်တချို့လည်းရှိနေပါတယ်။ ဗမာမျိုးကိုတိမ့်ပိုင်းနိုင်ရဲ့ကချင်လွတ်လပ်ရေးတမတော် KIA ကထိုးစစ်ဆင်တိုက်ခိုက်လို့2024ဒီဇင်ဘာလ၄ရက်ကစတင်ကတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးဒေသခံတွေမျိုးလုံးကျွတ်ထွက်ပြေးနေရတာပါဗမာခရိုင်မျိုးနယ်၄ခုမှာရွှေကူမျိုးကလွဲပြီးဗမာမိုးမောင်းနဲ့မန်စီမျိုးကဒေသခံတွေဟာစစ်ပေးရှောင်ထွက်ပြေးနေကြရတာဖြစ်တယ်လို့ဆိုပါတယ်